။ဇာသမားတွေအနေနဲ့ဒဏ်ရာရီကိုရှောင်လွှဲဖို့ခတ်ပါတယ်။ဒီနေရာမှာမဆိုင်မိမဲ့ချီကျူးကျင်တာလေးတခုရှိပါတယ်။ဒါကတော့ဆယ်စုနှစ်တခုစာကျော်အောင်မြင်မှုရယူခဲ့တဲ့ရော်နယ်ဒိုနဲ့မက်ဆီကဒဏ်ရာကြောင့်အကြာကြီးနားနေရခြင်းမရှိအောင်ကစားတက်တာကသူတို့ကိုအခုလိုထိတ်ဆုံးရောက်နေစေတာပါ။ဒံယာကြောင့်ခြေစွမ်းမပြနိုင်သူတွေဒံယာကြောင့်ဘောလုံးလောကကထွက်ခွာသွားရသူတွေလည်းရှိပါတယ်။ ်အခု soccer history ကတင်ဆက်ပေးမှာကတော့ဒံယာကြောင့်ကစားသမားဘဝအဆုံးသတ်ခဲ့သူများအကြောင်းပဲဖြစ်ပါတယ်နမစအဖဂက်ဟာလန်ဒီဇလန်ရဲ့အစကတော့မန်ချက်စတာယူနိုက်တက်အသင်းကောင်းဆောင်ရန်ဂိမ်းမှာရန်ဂိမ်းဆိုတာဒေါသကြီးတဲ့ကစားသမားတစ်ယောက်ပါအဖဂက်ဟာလန်ဆိုတာကတော့ဟာလင်ဟာလန်ရဲ့အဖေဖြစ်ပါတယ် 1990ခုမန်ချက်စတာယူနိုက်တက်နဲ့ဒါဗီအသင်းတို့ပွဲမှာရိုင်ဂိန်းတယောက်အေရီယာထဲမှာပြစ်ဒဏ်ကျူးလွန်ခံရပါတယ်။အဲဒီအခါမှာဟာလန်ကမင်းထစာမှာဟန်ဆောင်မနေနဲ့တရုတ်ဆောင်နေတဲ့ရက်တော့ဆိုပြီးရိုင်ဂိန်းကိုရန်သွားစပါတယ်။ဒါကိုအညိုးတိတ်ကြီးတဲ့ရိုင်ဂိန်းကနောက်တစ်ချိန်ပြန်တွေ့တဲ့မန်ချက်စတာဒါဗီပွဲမှာရိုင်ဂိန်းကလက်တုပ်ပြန်ခဲ့ပြီးဟဲ့အောင်မင်းဟန်ဆောင်မနေစမ်းပါနဲ့ထစာမှာကွာလို့ပြန်ပြောခဲ့ပါတယ်။ရိုင်ဂိန်းလည်းအနီကပ်ထိခဲ့ပါတယ်။ဒါပေမဲ့ရိုင်ဂိန်းရဲ့ကန်ချက်ကပြင်းလွန်းတာကြောင့် ဟာလန်တယောက်ဘောလုံးပြန်ကစားဖို့မဖြစ်နိုင်တော့ပဲ2003မှာပဲဘောလုံးလောကကနေအပီးအနားယူသွားခဲ့ရပါတယ်နံပါတ်5အာဆင်နယ်နဲ့အတူထွန်းတောက်ခဲ့ပြီးအလားအလာရှိတဲ့ကစားသမားအဖြစ်လူတိုင်းစောင့်ကြည့်နေချိန်မှာအခုလိုဖြစ်ခဲ့တာပါ ဘာစီလိုနာနဲ့ချန်ပီယံလိပွဲစဉ်မှာသူပြတ်သားခဲ့တဲ့ခြေစွမ်းကတကယ်ကိုအထင်ကြီးစရာပါဒါအပြင်နောက်ဆက်တဲ့အာဆင်နယ်အသင်းရဲ့တနစ်တာအကောင်းဆုံးကစားသမားဆုရှင်ပါဒါပေမဲ့သူ့ရဲ့ပထမဆုံးခြေချင်းဝတ်ဒဏ်ရာရသွားပါတယ်ဒီဒဏ်ရာကနေသူလုံးဝပြန်ကောင်းလာတာမျိုးမရှိပဲပထမဆုံးဒဏ်ရာကြောင့်18လနားခဲ့ရပြီဒီဒဏ်ရာကသူ့ရဲ့ခြေစွမ်းကိုကြာဆင်းစေခဲ့တာကြောင့်ပုံစံကောင်းမပြနိုင်တော့ပဲ West Ham ကို2018မှာပြောင်းသွားခဲ့ပါတယ် ဒါပေမဲ့ဒံယာကအရှင်းမပြောက်သွားပဲသူ့ကိုတစ်ချိန်လုံးဒုက္ခလိုက်ပေးနေတာကြောင့်အသက်28မှာပဲအနားယူခဲ့ရပါတယ်။ Number 4 Marcos Bambastan Bambastan ကကမ္ဘာအကောင်ဆုံးတိုက်စင်မှုတွေထဲကတစ်ယောက်ပါ။သူက281ပွဲကစားပြီး219ဂိုးသွင်းယူထားသူပါ။နောက်ပြီး AC Milan ကဏ္ဍဝင်အသင်းရဲ့အားထားရတဲ့အဓိကတိုက်စင်မှုတစ်ခုပါ။ Netherlands အတွက် Euro 88 Final ပွဲကသူ့ရဲ့ Valley Twin ကိုကနာမည်ကြီးပါတယ်1992မှာတတိယအကြိမ် volunteer ရရှိခဲ့ပါတယ်နှမျောစရာကောင်းတာကဒီလိုကစားသမားကအချိန်မတန်ခင်ဒဏ်ရာကြောင့်အနားယူသွားခဲ့ရပါတယ် AC Milan နဲ့ Marseille ရဲ့ Champion League ပိုလူပွဲမှာတောက်ကန်ဘောကနေ Marseille ကိုရသွားခဲ့တာကြောင့် AC Milan တို့တိုက်စစ်ကိုအချိန်မြင့်ရာက Bamberstan တယောက်ဒဏ်ရာရသွားခဲ့ပါတယ်။ဒါကြောင့်ပွဲချိန်85မိနစ်မှာလူစားလဲခဲ့ရပါတယ်။ ဒီတန်ရာကသူ့အနားယူလောက်တဲ့ဒီဖြစ်မယ်လို့ဘယ်သူမှထင်မထားခဲ့ကြပါဘူး။မာဆေးတို့ကတော့ချန်ပီယံလိဂ်ကိုပိုဆွဲသွားခဲ့ပါတယ်။အသက်28မှာပဲသူ့ဖက်နက်တွေကိုအနားပေးခဲ့ရပါတယ်။နံပါတ်3 Owen Hargreaves ကနေဒါမှာမွေးဝင်မဲ့အင်္ဂလန်ကိုစားပြုခဲ့တဲ့ဒီကစားသမားလေးကဘောလုံးသမားဘဝအစကို Bayern Munich နဲ့စတင်ခဲ့ပါတယ်။ Bayern Munich မှာ Bundesliga ရော Champions League မှာပါဆူဖလာတွေရခဲ့ပြီး2000ခုမှာ Manchester United ကိုပြောင်းလာခဲ့သူပါ။ မန်ချက်စတာယူနိုက်တက်ကို ပြောင်းရွှေ့ပြီးနောက်တော့သူ့ရဲ့အိမ်မက်ဆိုးကြီးတစ်ခုကဒီနေရာမှာစတင်ခဲ့ပါတယ်။ယူနိုက်တက်ကိုမျောလင်းချက်နဲ့ပြောင်းလာပေမဲ့2008ရာသီတစ်ခုလုံးဒန်ယာရီနဲ့သာရုံးကန်ခဲ့ရပြီး US ကအတော်ဆုံးခွဲစိတ်ဆရာဝန်တွေနဲ့ဆာဂျူရီလုပ်ကခွဲစိတ်ကုသခဲ့ပြီးတဲ့နောက်2010မှာတော့မျက်ခင်းစိမ်းပေါ်ကိုပြန်လည်ရောက်ရှိလာခဲ့ပါတယ်။ဒါပေမဲ့လည်းဒန်ယာရဲ့ cipher ကြောင့်ကျန်းခံမှုပိုင်းအားနဲ့လာပြီးကြွက်သားနာခြင်းမှုတွေမကြာခဏဒဏ်ရာရလာခဲ့ပါတယ်။ ဒါကြောင့်2017မှာ United ကနေထွက်ခွာခဲ့ရပါတယ်။ဒါပေမဲ့သူ့ရဲ့ဘောလုံးကစားခြင်းစိတ်ကအရှက်မသွားပဲ။သူကဘောလုံးကစားနိုင်တဲ့ကြောင်လေးကျင့်နေတဲ့ဗီဒီယိုဖိုင်ကိုလူမှုကွန်ရက်တွေမှာတင်ခဲ့ပြီး Manchester City ကတနစ်စာချုပ်နဲ့ခေါ်ယူခဲ့ပါသေးတယ်။နံပါတ်2 Michael Owen Liverpool နဲ့အတူထိပ်တန်းခြေစွမ်းပြခဲ့ပြီးတရာသည့်ပြင်းပြဂိုး20နဲ့အထက်သွင်းယူပေးခဲ့တဲ့ Owen က2001ခုနှစ်မှာ Volunteer စုကိုရရှိခဲ့ပြီး ငှက်မြန်လေးလို့တင်စားကြသလိုပဲနှင်မြန်တဲ့ကစားပုံပြေးရနဲ့တိကျတဲ့ဂိုးသင်းပုံစံရှိတဲ့ Owen က Liverpool နဲ့ England လူစင်းမှာအမြဲပါဝင်ခဲ့ရပြီးပွဲဆက်တွေအများစွာကစားခဲ့ရတာကြောင့်ပွဲပန်းနေပေမဲ့လည်းကစားခဲ့ရပါတယ်။ဒါတွေကြောင့်ပဲကစားအားကျသွားခဲ့ပြီးဒဏ်ရာတွေရလာခဲ့ပါတယ်။အဲဒီနောက် Real Madrid, Manchester United တို့ကိုပြောင်းရွှေ့ကစားခဲ့ပေမဲ့လည်း Liverpool ကသာသူ့ရဲ့နေရာအမှန်မှာ ်လီဗာပူးကလွဲပြီးအခြားအသင်းတွေမှာဒဏ်ရာတွေနဲ့သာရုံးကန်ခဲ့ရပြီးထိတ်တန့်ချွေစွန်မပြနိုင်တော့ပါဘူး Number 1 Ronaldo ဒဏ်ရာကြောင်းတာမဟုတ်ခဲ့ရင် Ronaldo ကအနားယူစရာဘာကြောင်းမှမရှိသေးပါဘူးသူ့ရဲ့ twin goal တွေနဲ့ကဘာဖလားယူပေးခဲ့တယ် Volunteer စုပိုင်ရှင်လည်းဖြစ်ပါတယ်ဒါကတော့သူ့ရဲ့ဒူးတန်ရာရပြီးရအောင်အရင်လိုရော်နယ်ဒိုပြန်မဖြစ်တော့ပါဘူးရော်နယ်ဒိုက1990ဝင်းကျင်ရဲ့ကမ္ဘာအကောင်းဆုံးကစားသမားပါ ်နောက်ထပ်နှစ်နည်းနည်းတာထပ်ကစားရရင် ghost တယောက်တောင်ဖြစ်လာမှာပါဒါပေမဲ့ inter milan အတွက်ကစားပြီးရင်ဒူးဒန်ရရခဲ့ပါတယ်ဒါပေမဲ့လာနေငယ်ကြာတော့ပြန်လဲကောင်းမွန်လာခဲ့ပြီးကမ္ဘာဖလားကိုတောင်ယူပေးခဲ့ပါသေးတယ်အဲ့ဒီနောက် real madrid ကိုပြောင်းရွှေ့ခဲ့ပါတယ်ဒီလိုအောင်မြင်နေပြီမဲ့ပထမဆုံးဒူးတန်ရရပြီးတဲ့ကဒီတန်ရဟောင်းကအရှင်းမပြောက်ပဲမကြမကြပေါ်လာတက်ပြီသူ့ရဲ့ကစားသမားဘဝတစ်လျှောက်လုံးမကြခနာဆိုသလိုအနားယူနေခဲ့ရပါတယ် 2017မှာတော့ဘောလုံးလောကကနေအနားယူသွားခဲ့ပါတယ်အခုတင်ဆက်ပေးခဲ့တာကတော့ဒဏ်ရာကြောင့်အချိန်မတန်ခင်အနားယူသွားခဲ့တဲ့ကစားသမားများအကြောင်းပဲဖြစ်ပါတယ်အခုလိုအားကစားသတင်းတွေကိုအမြဲတင်ဆက်ပေးမှာဖြစ်လို့ခု like and share လေးလုပ်ပေးကြပါခင်ဗျာကြည့်ရှုပေးခဲ့တဲ့ပရိသတ်အားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ